အတ္တနေစီပြယံစင်ညာကိုကိုကိုမျက်နှိုးတဲ့တမိုးထားတယ်ဆိုရင်နတ်နံပပိနတန်ယူစီကိုယ့်ရင်နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေဖြစ်စေနဲ့တဲ့။ဘာကြောင့်တိုက်တွန်းရတယ်လဲဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတာကာရေမဟုတ်တာလုတ်ပြီးကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူး။မကောင်းတာလုတ်ပြီးအကောင်းရမယ်လို့တော့ဘယ်တော့မှမတွေ့နဲ့။ မကောင်းတာလုပ်ရင်မကောင်းတာပဲရမှာပဲကောင်းတာလုပ်မှကောင်းကျိုးရမယ်ဆိုရယ်ကိုယ့်ရင်နဲ့နှလုံးနဲ့မှာကောင်းတဲ့စိတ်ကြီးဖြစ်အောင်ကြိုးစားအားထုတ်ပါတတ္တမကရိယာကလျာဏနိစ္စယံတံ္ပရာယိကပုံညာနိပရလောကတွင်ပြိဋ္ဌာဟုန်တိပါတယ်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်ကောင်းမှုကြိုးစားပြုပါကိုယ်တိုင်းတာကုသိုလ်ကောင်းမှုပြုပြင်လို့ဆိုတာ လူကြီးနေရာမှာကြီးတယ်ပြောတာပေါ့ကုသိုလ်ကောင်းမှုတွေကိုအစင်းဆက်လိုက်ပြီးတော့ကြည်လိုက်ငွေကြေးတနာမပါဘဲနဲ့ကုသိုလ်ဖြစ်တာတွေကများတယ်နော်ငွေကြေးတနာအသုံးချပြီးတော့လှူတဲ့ကုသိုလ်တစ်မျိုးငွေကြေးတနာအသုံးချလို့ရတဲ့ကုသိုလ်တွေမှာတော့ကြောင်းစောလှူတဲ့ကုသိုလ်ဟာအမြတ်ဆုံးအဆောင်ဥပ္ပါလိဆောင်ဥပ္ပါပြီးတော့လှူတယ်များတယ်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်က ဗုဒ္ဓံတရဏံကိသမိတ္တမန္တရဏမိမိရဲ့ဘဝကိုဖရာကိုအနန္နဲ့တရားကိုအနန္နဲ့တန်ခါကိုအနန္ဖရာအဆုံးမတိုင်နေပါမယ်တရားတိုင်ကျင့်ပါမယ်တန်ခါတွေကိုလှူဒါန်းမှုဖြင့်ကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဒီတရဏဂုံတီးတဲ့ကုသိုလ်ဟာကြောင်းဆောင်လှူတဲ့ကုသိုလ်တွေမြင့်မားတယ်အဲ့ဒီတဲ့မြင့်မားခြင်းဘာလို့တော့ငါးပါးသီလကိုမကျိုးမပေါက်မပြောင်းမကြားရအောင်တံပိုးထားပြီးတော့ ထိမ့်သိမ်းဆောင်ရှောက်ပါအဲ့ဒီတဲ့ပို့ပြီးတော့ကုသိုလ်ရရချင်သေးတယ်ဆိုလို့ရှိရင်မေတ္တာပွားပါမေတ္တာတော့ကဘလောက်ထိအောင်လျှော်စေးပေးထားတော့ဆိုနန္ဒတရှူလေးလောက်ပဲဖြစ်အောင်ပွားကြည့်ပါတဲ့နန္ဒတရှူဆိုတာတဏ္ခါလေးတွေးထားပြီးတော့လက်လေးတစ်ချောင်းနဲ့တဏ္ခါလေးကောယူပြီးတော့နှာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးဟာတစ္ဆကံလေးပဲရှိမှာပေါ့နော် အဲ့ဒီအတိုင်းအတာလေးပဲဖြစ်စီတရဝအားလုံးအစဉ်ပြေကြပါစေကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာကိုယ်အများပေါ်မှာမုံထီးတဲ့ဒေါသမဖြစ်အောင်အဲ့ဒီချိန်လေးမှာမေတ္တာပွားပေးပါအဲ့ဒါတော့ပွားရင်တောင်းပါပဲဒီမေတ္တာဘာဝနာကုသိုလ်ဟာခုနကပြောတဲ့တရဏဂုံတည်လာတဲ့ပုံမြင့်မြတ်သေးတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုဣစ္ဆရာသင်္ကတမတ္တပိအနိစ္စတေညာဘာဝေတိ လက်ဖြစ်တတိအချိန်ပိုင်းလေးဖြစ်ပါစေကိုယ့်ကိုဆင်ញင်သုံးသပ်လိုက်ပါငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားသွားရမှာပဲအရာခတ်သိဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုတဲ့စဉ်းစားဉာဏ်ကလေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဒါဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာ ဆိုလို့တနေ့တစ်ခါလောက်တတိယပြီးတော့ကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်အေးတနေ့ကျတော့ငါတို့ဒါတွေထားခဲ့ရဟောတနေ့ကျတော့ငါတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစွန့်ပစ္စည်းကလည်းငါတို့ကိုစွန့်ငါတို့ကလည်းပစ္စည်းကိုစွန့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တလေးမြို့ကြီးတည်ပြီးတော့ နတော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှောက်တော့ရှိဘူးလေအဲ့ဒါလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်တို့တရားနဲ့မကြမကြဆင်ញင်သုံးသက်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်တွေမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးပဲဒါဖြင့် စောရကတဲ့မယ်ဆိုရင်လူတွေအဲ့ဒါတွေတွေးရင်စိတ်ညစ်တယ်ပေါ့နော်အကုန်လုံးထားခဲ့ရမှာဒါတွေတွေးစိတ်ညစ်တယ်လို့ထင်ကောင်းတယ်လေမဟုတ်ဘူးအသိဉာဏ်နဲ့စဉ်ရင်သုံးသပ်ကြည့်တာအမှန်အကန်ကိုစဉ်ရင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ရင်ဘလို့အကျိုးရအောင်ဆိုတွေ့တာမှုတွေယော့သွားတာဒါမှန်မယ်တွေ့တာမှုတွေယော့သွားကိုယ်ကိုထာဝရဖြစ်နေတဲ့အတွေးဟာယော့သွားတယ်။အော်ငါတို့ကတခဏပါလား တခဏဆိုတော့ငါတို့အကျိုးရှိတာလောက်အောင်မှာပါလားဆိုတာဒီအသည့်လေးဝင်လာအဲ့ဒီအသည့်ကတတ်မှုရှိတာပြောတာနော် တွေ့တာမှုတွေကိုရှင်းချနိုင်တယ်အသည့်နဲ့မှတွေ့တာမှုကိုရှင်းချတွေ့တာမှုရှင်းချနိုင်မှရင်ထဲကတောကဆိုတာရှင်းချလို့ရတယ်စဉ်းစားကြည့်လေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းတွေလည်းဘယ်သူမှတောကမဖြစ်ဘူးကိုယ်မသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတောကမဖြစ်ဘူးတောကဖြစ်တာ ကိုယ်နဲ့ခင်မင်းယဉ်နေမှုကိုအကြောင်းပြုတယ်ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်အဲ့ဒီစိတ်ပူမှုတွေကိုမခံစားခြင်းဘူးဆိုလို့ရှင် တွေ့တာမှုတွေဖြောင်းလိုက်ပါကြိုးစားပြီးတော့ဘာနဲ့ဖြောင်းမမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောင်းပါလို့ဒီနည်းဒီဆေးကလွယ်လွယ်တခြားနေမရှိဘူးလို့မြတ်စွာဘုရားဟောတာ